အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရေငယ်ကယောက်ျားငါယောက်ရှိပြီမယ်လေယောက်ျားကတော်တော်ဆွေးဖြစ်နေတဲ့အကြောင်းပြောပြလာတယ်မရေကြီးရဲ့ရုပ်တံပရီယိုဖိုင်လေးကိုအားလုံးတီအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုတ်တက်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကြိုဆိုလိုက်ပါတယ်ဗျာရှေ့တစ္ဆာပိုင်းကအဲ့ဒီဘော်တော်ဒီတောဆွန်မှာဘလောက်ထိတောင်နာမည်ကြီးလဲဆိုရင်တိလားလော်တော်လွတ်လို့မရဘူးတဲ့နော်သူရဲ့ဒုတိယနေဆိုလို့ရှိရင်သူ့ဘလောက်ထိတောင်ကြောက်သွားလဲဆိုရင်သူနဲ့တရားဝင်ပေါင်းနေတဲ့နှစ်ယောက်နေခိုးခံတာနော်ခိုးခံတော့အဲ့တော့သူနောက်ဆုံးစိတ်ကုံသွားပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့တရားဝင်လည်းမကွာပဲနဲ့ထွက်သွားတာပေါ့နော်။အော်အဲ့ဒါပြီးတော့တခါတတိယလင်းတတိယလင်းကလည်းအဲ့တိုင်းပဲ။ နော်သူတည်းမခံနိုင်လို့ထွက်သွားတယ်အဲစတုတ်ကလင်စတုတ်ကလင်ကြော်ရတော့ကျွန်မဆက်တော့ပြောသလိုပေါ့ငတက်ပြပေါ့နော်သူကရန်ကုန်ကရန်ကုန်ကငတက်ပြတော့သူကခိုးရပါပစ္စည်းပိုင်းသူစီအပ်ထားတာအပ်ထားလာကြတော့အဲ့ကောင်မဒီမှာအတွင်းပစ္စည်းတွေရွှေတွေပတ်စံတွေပါသွားတာပေါ့ကွယ်ပါသွားတဲ့ခါကျတော့အဲ့ကောင်ကတော့အခုကိုတည့်ရမလားခုချိန်ထိပေါ့နော်သူ့ကိုတခိုးချောင်းချောင်းနေတာအဲကျွန်မတော့အဲ့ကျွန်မကို information လာပြီးတဲ့တယောက်ကိုပြောလိုက်ပါတယ်အဲ့လိုပြောလို့နော် information လာပြီးတဲ့လူကလည်း အပုတ်ချပြီးပြောတာမဟုတ်ဘူးเนาะရှင်းရှင်းလေးเนาะတတိရှိရဲဆိုလို့ရှင်အဲ့ရက်ွက်လေးကိုလိုက်ခက်လိုက်ပြီเนาะ public နဲ့ချပြီးတော့နတ်ရှင်တစ္တာပိုင်းဆိုတာဘလို့မိမအစားမျိုးလဲဆိုတာကျွန်မဖော်ပြီးမယ်ကျွန်မဘာဖြစ်လို့ဒီလိုပေါ့เนาะတစ်ဖက် main ကလေးကိုကျွန်မနင့်နာအောင်လုပ်တာလဲလို့အမတို့ကပြောချင်ပြောလိမ့်မယ်တေချာစင်းသားเนาะကျွန်မဘဝကြီးပြတ်သွားတာเนาะဟုတ်တယ်เนาะကျွန်မပြန်ဖက်ဆက်လို့မရဘူးကျွန်မဒီမျိုးသားကိုကျွန်မပြန်လက်မခံဘူးเนาะဒါပေမဲ့ကျွန်မဘဝကြီးပြတ်သွားတယ်ကျွန်မသားဖတ်ခင်မဲ့သွားတယ် သူ့မှာသာဗောနော်လူသားချင်းစာနာတဲ့စိတ်ကိုချင်းစာတရားရှိတဲ့စိတ်ဟဲ့ဆိုလို့ရှိရင်သူကဒီလိုမျိုးတွေသူမလုပ်ဘူးသူသူများအိမ်တော်ကိုဖြိုခွဲခဲ့တာကျမအပါဆို၄ယောက်ရှိသွားပြီနော်၄ယောက်ရှိသွားပြီနော်ကျမသူ့ဟောတာဒီလိုမျိုးမနှိမ့်ကွဘူးဆိုရင်သူနောက်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 လာအောင်မှာပဲအိမ်တော်ရှိအောင်သူတို့ကောင်းမမျိုးอ่ะငရဲကိုသူကလေ special plan နဲ့ package တွေဝယ်နေတာနော် သူများတွေကထားလိုက်တော့တစ်ကြိမ်တစ်ခါပေါ့နော်တယောက်လောက်မှားသွားပြီးသူ့သူအတိတရားလေးရပြီးတော့ထိန်းနေဟေ့ဆိုလို့ရှင်တော့မှနည်းနည်းခံတာသေးရဲ့သူကမဟုတ်ဘူးသူကလောဝငရဲကိုသူကလောဝ special package Tommy package ပေါ့နော် Tommy package တွေကိုသူက share plan နေနဲ့သူကဝယ်နေတာသူများအိမ်အောင်နေနေပဲနော်အခုယူသွားတဲ့ယောက်ျား၅ယောက်မှာပထမအိမ်အောင်တယောက်ပဲလွတ်တာပါတယ်နော်ဂျန်နဲ့အိမ်အောင်၄ဇက်ကလူလို့တယောက်မှမပါဘူး အိမ်နောက်တဲ့တွေကြီးပဲအဲသူ့ကိုစတုတ်ကလေကြော်ရရတော့သူဘာလို့လိုက်ရှာလာလဲဆိုတော့ကျွန်မစတော့ပြောသလိုပေါ့ကိုရပါပစ္စည်းလေးတွေသူတင်မအပ်ထားတော့သူပြန်ရမလားဆိုတော့အဲ့မျိုးသမီးကအဲ့ထဲကိုကအဲ့လေးယောက်မြောက်လင်းနဲ့ပြဿနာတက်ပြီးွားတဲ့ကိုကအဲ့ကြော်ကြီးဆိုတဲ့လူနဲ့ပြဿနာတက်ပြီးတဲ့ကိုကသွားအဲ့တောင်းတော့မှမနေရတော့ဘူးမနေရဲမဲ့ရန်ကုန်မှာနေပြီးတော့ KTV မှာလည်းလုပ်ဘူးတယ်ဘားမှာလည်းလုပ်တယ်ကလပ်မှာလည်းလုပ်တယ်အဓိကတော့တိုက်တဲ့လူခေါ် အခုလာပြောတဲ့ကာယကံရှင်တော်မှသူနဲ့အတူတူလိုင်းကားစီးပြီးတော့ဗကိုးလမ်းတော်မှာဆင်းသွားတယ်အကောင်တော်ကကားနဲ့ဆောင်ပြီးတော့ခေါ်သွားတယ်တက်ထဲမှာရှိတဲ့လူတွေကလည်းသူတို့အာသိဖြေချင်လို့ရှိရင်ကောင်မောက်ပတ်စံပေးပြီးခေါ်တယ်အာဆောဆောကွပြရွပြသွားတဲ့နာမည်ပေါ့နော်အဲလင်ကြီးကတော့တည်သွားပြီနော်လင်ကြီးကတော့တည်သွားပြီတူတက်ချက်တယောက်ပေါ့နော်အခုအဲ့လင်ကြီးနဲ့ကတော့တားတယောက်ရှိတယ်၁၈နှစ်ပေါ့နော်အခု၁၀နှစ်ဆန္ဒနာဆန္ဒနာမြေကြောင်းတက်နေတယ်။အော်ဆယ်တန်းကြောင်းတက်နေတယ်။နောက်ပြီးတော့ဒုတိယအိမ်တော်ကကြတော့ ထွက်ပြေးသွားပြီပေါ့နော်တတိယအိမ်တော်ကကြတော့နေတဲ့ကွာလမ်ကွာပေါင်းလည်းမပေါင်းပဲနဲ့တန်လိုင်းပေါ့နော် လေးယောက်မြောက်လင်ကတော့နေနဲ့ပေါင်းနေပြီးတော့နေကသူ့ဇာသူကရန်ကုန်ကနေပြီးတော့ခိုးမှုနဲ့ရဲလာပြန်တော့သူကပတ်ဆောင်ရင်းနဲ့နေရလားအိုက်ဖြစ်စီတွေမပြောနေရန်ကုန်ပြေးတာအဟောတော့လာလာချောင်းချာတယ်ညို့ပြန်ပေါင်းကြလို့နော်နေမဲကြော်ကြီးတဲ့ငါတော့ငါ့ဆက်တွေခိုင်းတာပါငါလည်းအရန်နေသေးတယ်သဘောရန်ကောင်းတာငါလည်းအဲ့ဒီဆိုရန်ကိုစောက်ချစ်ရုပ်ချင်တာငါလာခဲ့လို့နော်အဲ့ကြော်ကြီးကငါ့ဆက်တွေခိုင်းတာငါနေရှိရမြောင်ငါကိုယ်တိုင်လိုက်ပို့ပေးမှာ ဟုတ်ပြီနော်မမရကူညီပေးရမှာအဆုံးထိနော်အဲ့တော့၄ယောက်မြောက်လင်ပေါ့နော်ကဲ၅ယောက်မြောက်ကတော့ငါ့ရင်ချန်ကုန်နွားကြီးပေါ့နော်သူကတော့အခုပေါ့ငါ့ကိုတရင်ပေးရပြီပါဘာလဲဘာပြောွားလဲဆိုတော့အမအမျိုးသားကတော့ကဘာကျော်နွားကြီးတဲ့ဟဲ့ကိုတော့မစိတ်တမတမျိုးဖြစ်သွားတယ်ဟဲ့ဘာလို့ကဘာကျော်နွားကြီးလဲဆိုတော့ဟာအမရဲ့တဲ့တရားဝင်အိမ်မှာပေါင်းတာလင်က၅ယောက်တဲ့နော်ကျွန်တော်တို့တက်ထဲမှာရှိတဲ့လူမျိုးတွေဘာတွေညာတွေကပတ်သက်ရှိလို့ရှိရင်အဲ့ကောင်မှပတ်သက်မရှိရင်ဘာမဆိုအကုန်လုပ်တယ်ခေါ်လို့ရတယ် အဲ့တော့အဲ့ရလူတွေကလည်းခေါ်ခေါ်ပြီးတော့လှုပ်တယ်ဟောပြီးရင်အပြင်ကလည်းအဲ့တိုင်းပဲဘကိုးဖျားကြီးမှာဘကိုးသူနဲ့ဆိုရင်လိုင်းကောင်းပေါ်မှာအတူတူစီးတာလေဖျားကြီးမှတ်တိုင်မှာပေါ့နော်အစင်းသွားပြီးဘကိုးလမ်းတော်မှာဆင်းသွားပြီးတော့ဟိုကကားနဲ့ဆောင်ပြီးခေါ်သွားတယ်အိမ်ရှိဟိုလမ်းထိပ်မှာလာခေါ်တယ်မရဲတဲ့ကျွန်တော်ခရိုင်းရိုင်းပြောရရင်မရဲအယောက်၃၀တောင်မကဘူးတဲ့နော်သူက KTV မှာလည်းလုပ်ဘူးတဲ့ဒါတော့ तू သိတဲ့အယောက်၃၀ဆိုတာနော်သူတို့ဒီကျင်လေတဲ့ဖျားကြီးနော်ဒီတောသောမှာလည်းမြင်တဲ့အယောက်၃၀ကိုပြောတာနော်အဲ့အပြင်ပြင်ပြင်ပမှာပတ်သက်ထားတဲ့အမျိုးသားတွေမပါသေးဘူးနော် မာသက်မှာလောက်တာဟုတ်ပြီနော် KTB မှာလောက်တာ KTB မှာလောက်တယ်နောက်ပြီးတော့ night club မှာလောက်တယ်နော်ဒါဒီလဲကျမခြံနွားကြီးကတော့သူဝစ်စလစ်တွေနဲ့ပုံတွေတွေ့ရောတော့သဘောထားရမ်းကြည့်တယ်မှသူတို့ကဘာလို့သဘောထားရမ်းကြည့်လဲဆိုတော့သူတို့ကမိမတရားရဲ့တစ္ဆာတရားကိုကြည့်တာမဟုတ်ဘူးကိုကျင့်တရားကိုကြည့်တာမဟုတ်ဘူးအရေးချင်းကိုကြည့်တာမဟုတ်ဘူးသူတို့ကအောက်ပါအရေးချင်းကိုကြည့်တာရှင့်ဟုတ်တယ်နော်ဘာဘာလို့အဲ့လိုအောက်ပါရေချင်းကိုကြည့်ရလဲဆိုတော့ကျမတို့ကတလက်ကင်ပစ္စည်းဆိုတော့ကျမတို့ကဒီပစ္စည်းကိုကွက်ကိုတဘာဝအတိုင်းပဲထားတာရှင်တယောက်တစ်ထက်အတွက်တည်တံ့ထားတာ သူတို့ကကြတော့လူတကာနဲ့ဒီလက်ခွဲကြီးပြရပြီးတော့အတုံးတော်ခံရတာဆိုတော့သူတို့ကစေးဝါးတွေတုံးဘာတွေတုံးဆိုတော့အမရဲ့စဉ်းစားကြည့်လိုက်ပေါ့နော်ကျွန်တော်လည်းခေပညာတက်ပဲမိုင်းမသိတာမှမဟုတ်တာသိတာပေါ့နော်သူတို့ကဒါကြီးကျွမ်းကျင်တယ်လေအပြုစုအယူရအနုရတွေကသူကကျွန်တော်ပြပိုကျွမ်းတယ်ပိုကျွမ်းတော့တနာကြီးတဲ့ယောက်ျားတွေပါရမှုရှာကျင်တဲ့ယောက်ျားတွေအုံနောက်မရှိတဲ့ယောက်ျားတွေကိုဘွားကိုဖြစ်ချင်ရဖြစ်ဆိုပြီးရေစုံမျောတဲ့ယောက်ျားကြီးကြတော့ဒါ